အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေကြိုဆိုပါရစေကျော channel လေးကိုလည်း like subscribe နှိပ်ထားပေးကြပါဦးကျွန်တော်တို့မနေ့ပြန်တွေ့ပါတော့မနေ့ပြန်တွေ့ရဲကျွန်တော်တို့ဒီနေ့ရက်အတွင်းမှာကြာနိုင်တဲ့ break လေးကိုဒါကျွန်တော်တို့ကစားမယ်ပေါ့နော်ကစားမယ်ဆိုတော့ဒါမိတ်ဆွေတို့အနေနဲ့ဒါဘယ် break ကကြာနိုင်လဲဆိုတာကတော့ဒါမိတ်ဆွေတို့အနေနဲ့ကြည့်ပြီးမှကစားပါအ ကျွန်တော်ကတော့လောလောဆယ်နှစ်ရက်အတွင်းမှာကြာနိုင်တဲ့ break ကိုကျွန်တော်နှလုံးလောက်ကိုတွေးထားတယ်ပေါ့နော်ကျွန်တော်နှစ်ရက်ဆိုပေမဲ့ဒါနှစ်ရက်ကတော့၄ချိန်ကစားမှဖြစ်တဲ့အတွက်ဒါ break ကကျွန်တော်ပြောတယ်နှလုံးလုံးလည်းကြာသွားနိုင်တယ်ဒါမှမဟုတ်ရင်တစ်လုံးလည်းလည်းဆင်းသွားနိုင်တယ်ပေါ့နော် break နှလုံးကဒီ၄ချိန်အတွင်းမှာထွက်နိုင်တယ်လို့ break တစ်လုံးနဲ့ရပဲ၄ချိန်အတွင်းမှာတစ်ချိန်ကတော့ဆင်းနိုင်တယ်အဲဆိုတော့ဒါမိတ်ဆွေတို့အနေနဲ့ဘယ် break ကကောင်းမလဲဆိုရဲ့ ကောင်းမယ်ဆိုဖေဗရိတ်ကပိုအဆင်ပြေမလဲပေါ့နော်ဒါမိတ်ဆွေတို့နဲ့ဒါရွေးချယ်ပြီးကစားစီလို့ကျွန်တော်ကတော့တွေ့တဲ့ဆိုင်နဲ့ကျွန်တော်အကောင်းဆုံးချပြပေးရောမှာပေါ့နော်ဒါမဲ့လောဆယ်ကျွန်တော်နေတိုက်ထိုးဝက်လေးကိုကျွန်တော်အရင်ပြပေးမှာပေါ့နော်ဒီ60နှစ်60နှစ်ထွက်ပြီးရင် तू ကတော့ဒါအဖွင့်နေမှာပေါ့နော်6ခွန်နဲ့ကျွန်တော်တို့ဒီမှာ3ညခွန်ဆိုတဲ့ကဏ္ဍကဆင်းတယ် ဒါမိတ်ဆိုတော့ဒါကျွန်တော်ဒီကလန်ဒါ56ညအတွင်းမှာကျွန်တော်ပြောလို့ပဲဒီ60နှစ်ကြာပြီညကျွန်တော်တို့ကတိတ်မရှိဘူးတိတ်မရှိတာဖြစ်တဲ့အတွက်လောလောဆယ်တပင်မရှိရပဲတပင်ဆိုင်နေပဲကျွန်တော်တွားမယ်တော့ကြာပြီမနေ့မှာ60နှစ်ထွက်ပြီးရင်ဒီ6ခွန်တုံညခွန်ကဘယ်ကနေဆင်းတယ်လဲဆိုတော့ခါကျတော့ဟောဒီမှာသူတပတ်ကျော်ကတင်းလာမနေ့ကနေတုံညခွန်တင်းလာနောက်တပတ်ကပါနော်တင်းလာမနေ့ကနေ6ခွန်6ခွန်နဲ့တုံညခွန်ကကျွန်တော်တို့ဆင်းတာဖြစ်တဲ့အတွက်ဒီတပင်မှာကျွန်တော်တို့9နှစ်နဲ့ ၃ညနှစ်ကလည်းကျွန်တော်တို့ဒါနှစ်ကွက်လုံးမဆင်းရင်တော့တစ်ကွက်လုံးတစ်ကွက်တော့တော့ဆင်းနိုင်တယ်ပေါ့နော်အဲဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီနှစ်ကွက်ကိုကျွန်တော်တို့ဒါကစားလို့ရတယ်၃ညနဲ့ဒါအဖွင့်နေပဲနော်သူကအဖွင့်နေမှာပဲသူဆင်းပေးတဲ့ site ကပေါ့နော်အဲဆိုတော့ကျွန်တော်တို့ကဒီအဖွင့်နေမှာ၅နှစ်နဲ့၃ညနှစ်ကိုနှစ်ကွက်ကိုကစားမယ်ပြီးတော့ကျွန်တော်တို့ကဒီ၅ခုထွက်တဲ့ site နဲ့ဆိုတော့ကျွန်တော်လောလောဆယ်၃ကွက်လောက်ရှိတယ်ပေါ့နော် သုံးခွက်လောက်ရှိတာမှဒါမိတ်ဆွေတို့နဲ့ဒူးအနေနဲ့ကစားရင်ကစားပါဘောနော်ဒါတနေကုန်ထိုးခွက်မှာကျွန်တော်၅ခွက်လောက်ပဲရှိမှာပါဘောနော်ကျွန်တော်တနေကုန်ထိုးခွက်မှာကျွန်တော်တို့၅ခွက်လောက်ပဲရှိမယ်ဒါမိတ်ဆွေတို့အနေနဲ့ဒါကျွန်တော်ခုနပြောတဲ့၅ခွက်ကိုမိန်တင်ကစားလို့လည်းရတယ်ဒါမှမဟုတ်ရင်ဒီအခု၅ခုထွက်တဲ့ဆိုင်တွေကိုလည်းဒါမိတ်ဆွေတို့အနေနဲ့မိန်တင်ကစားလို့ရပါဘောနော်သူက၅ခုထွက်ပြီးရင်သူကဒီမှာပါဘောနော် တင့်နဲ့ဆိုတဲ့တစ်ခွက်ကလိုက်တယ်ဒီတင့်နဲ့ကဘယ်ရလာလဲဆိုတော့သူ့ရဲ့တပတ်ကျော်ပေါ့နော်ဒီမှာဆိုရင်ကြထားတာတင့်နဲ့တင့်နဲ့တည်းကြီးပဲကြထားတာပြီးတော့ကျွန်တော်ဒီမှာဆိုရင်လည်းကျွန်တော်တို့တင့်နဲ့ဆိုတဲ့တစ်ခွက်ကတည့်ဆင်းပေးထားနော်ဒီ၃ခွက်ရှိတယ်ဒီ၃ခွက်နဲ့တွားတူနေတဲ့ frame size ပေါ့နော် frame size ကဒီမှာကျွန်တော်ဗာရှိမလဲ၈ခွက် ၈ခွန်တစ်ခွက်ရှိမယ်ညမနဲ့ကနန်ထဲမတွက်တော့ဘာလို့ဆိုတော့၅နှစ်တစ်ခွက်ကခုနကျွန်တော်ပြတဲ့ဆိုင်မှာကျွန်တော်၅နှစ်ကပါခဲ့ပြီးသားဖြစ်လို့ကျွန်တော်၅နှစ်တစ်ခွက်ကိုမထည့်တော့ဘူးเนาะပြီးတော့ကျွန်တော်တို့ဒီမှာဗောနော်တင့်နဲ့တင့်နဲ့ဒီဆိုင်နဲ့တွားတူတာ၉၅နဲ့ကျွန်တော်တို့၉၈ဆိုတဲ့နှစ်ခွက်ကရှိတယ်သူကတစ်ထိတ်တစ်ထိတ်ဗောနော်ဒီမှာဆိုရင်၉ထိတ်၉ထိတ်အကဲ၍ပြန်ကနန်ထဲမှာတင့်နဲ့တင့်နဲ့ဒီလိုပြန်ကနန်ကြမယ်ဆိုတော့ကျွန်တော်တို့၆၅တစ်ခွက်ကတော့ထည့်ထိုးပေးရမယ်ဗောနော် အဲဒီလိုတစ်ခွက်လေးတော့ရှိတယ်ဒီမှာပြန်ကနဲ့ပြန်ကနဲ့ဆင်းတယ်ဒီမှာပြန်ကနဲ့ပြန်နဲ့6565လေးဆင်းတာဖြစ်တဲ့အတွက်သူက5ခုထွက်ပြင်လဲ65ဆိုတဲ့တစ်ခွက်ကလိုက်တယ်ဗောနော်အဲဆိုတော့ကျွန်တော်တို့ကဒီ65တစ်ခွက်ကိုလည်းထည့်ပြီးမှအစားပေးမယ်အဲဆိုတော့ကျွန်တော်တို့ဒီမှာ3ခွက်မှာက9698ရဲ့8000ရဲ့ဗောနော်ဒီ3ခွက်လေးထည့်ပြီးမှကစားရမယ်ကျွန်တော်အဲဆိုနေလိုက်ထိုးဖို့အရင်ရေးပေးမယ်နော်ကျွန်တော်တို့ main ကတော့ ျွန်တော်တို့9နှစ်ရဲ့3ညနှစ်ရဲ့ဒီနှစ်ခွက်ကိုအစားမယ်ပြီးတော့ဒူးကတော့ခုနကျွန်တော်ပြောတဲ့9ရဲ့68ရဲ့ပြီးတော့8ခွန်ရဲ့အာဒီ3ခွက်ကိုကစားမယ်ပြီးတော့ကျွန်တော်ဒီ56တခွက်ကြံခဲ့ပါမနော် ားဆိုတော့ကျွန်တော်တို့ဒါစုစုပေါင်းတနေကုန်လိုက်ရမှာမှာ6ွယ်ပဲရှိတယ်။အားဆိုတော့ဒါမိတ်ဆွေတို့အနေနဲ့ကိုကြိုက်ကနေရှိရင်မိန်တင်ကစားလို့ရတယ်ပေါ့နော်။ပြီးတော့ကျွန်တော်ဒီ66ထွက်တဲ့ sign နဲ့ကျွန်တော် break ကိုဒါမိတ်ဆွေတို့ကျွန်တော်မနေ့ကပေးတာက38 break ဒါတစ်ပတ်စာလိုက်ရမှာ။ဒါပေမဲ့3 break ကိုမိန်တင်ကစားပေါ့နော်။ဒါမိတ်ဆွေတို့အနေနဲ့ဒါ3 break ကိုမိန်တင်ကစားလို့ရတယ်။ကျွန်တော်တော့ကြံကြရင်းညနေ66ထွက်ပြီးရင်သူက site ကဒီမှာ3ည1က တုံညတက်လို့နောက်တစ်ပတ်မှဆင်းတယ်။ခွန်လေးကကျွန်တော်တို့ခွန်လေးဆိုပြီးမှဆင်းတယ်။ကျွန်တော်ဒီတစ်ပတ်မှာတက်ကိုးကကျွန်တော်တို့တက်ကိုးဆိုပြီးမှထပ်ပြီးမှဆင်းနိုင်တယ်။ဆင်းနိုင်ဆိုတော့ तू ကရက်အတွင်းကို ပြန်ဆင်းပေးတာ။ရက်အတွင်းကိုပြန်ဆင်းနေပေးထားမှာဒီမှာတက်ဘရိတ်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 ဟုတ်ပြီ။ကျွန်တော်ဒီမှာတုံညဘရိတ် အကယ်၍ပေါ့နော်ဒါသူက66ထွက်ပြီလို့နောက်တစ်ပတ်မှသူက tip rate လိုက်တယ်ကျွန်တော်တို့ tip rate လိုက်တယ်ဆိုရင်ဒီမှာ tip rate ကကျွန်တော်မစင်းနိုင်ဘူးလားကျွန်တော်ဒီလိုလေးရှိတယ်ဒါပေမဲ့66ထွက်ပြီတော့ဒီမှာပေါ့နော်ဒါနောက်တစ်ပတ်မှကျွန်တော်တို့က46ဆိုရဲကျွန်တော်တို့ဒါတုံညပရိကလည်းဆင်းပေးတယ်ဒီမှာ61ဆိုရဲတုံညပရိကလည်းဆင်းပေးတယ်ဒီတပင်မှာ19နဲ့ကျွန်တော်တို့ဒါတုံညပရိပေါ့နော်၂ရက်အတွင်းပေါ့နော် တစ်ကိုဆိုတဲ့တုံညဘရိတ်လည်းဆင်းနိုင်လို့တစ်ဘရိတ်ကလည်းဆင်းနိုင်တယ်ဒါပေမဲ့ तू ကဒီ6 6ထွက်ပြီးရင် तू ကပြောမစသူခဏန်းပြန်ဆင်းပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါမိတ်ဆွေတို့ပြောပြနော်ဒါတုံညဘရိတ်ကလည်းနည်းနည်းပို့လို့ခိုင်းတယ်ဒါတစ်ဘရိတ်ကတော့ဒါကတော့ तू ရိုးရှင်းကြပေးကြပေးတယ်ဆိုတာတဲ့သူ့ရဲ့ပြန်ခဏန်းဆိုင်နဲ့တွားတာတစ်ဘရိတ်ကဒါပေမဲ့တစ်ဘရိတ်ကတော့ तू ကပြောမယ်ဆိုရင်တော့ဒါ ဒီမှာဆိုရင်လည်းတုံညတ်တက်ကြပြီပုတ်တဖူးနေမှာတုံညတ်တက်ဆိုရဲတစ်ဘရိတ်ကဆင်းတယ်ကျွန်တော်ဒီတပင်မှာကတော့ခွန်လေးဆိုရဲဒီရပဲတစ်ချိန်ပဲဆင်းသွားတာပေါ့နော်အမိတ်ဆွေတို့အနေနဲ့ဒီတစ်ကိုတစ်ခွက်ကိုကျွန်တော်တုံညတ်ဘရိတ်အနေနဲ့မိန်တင်ကစားဖို့လိုတယ်ပြောမှဆိုဒါကတော့ဒါနရက်အတွင်းကြနိုင်တဲ့ဘရိတ်ပေါ့နော်ဒီဘရိတ်ကတော့ဒါမိတ်ဆွေတို့အနေနဲ့ကြိုက်ရင်ကစားပါကျွန်တော်ပြောလို့ဒါမဲ့တစ်ဘရိတ်ကိုတော့ကျွန်တော်ဒါတူးအနေနဲ့ကစားခြင်းဒါနရက်အတွင်းပဲလိုက်ရမှာပေါ့နော် ျွန်တော်ပြောလို့ဒါနရက်သွင်းဆိုတာကကျွန်တော်၄ချိန်ကစားရမှာ၄ချိန်မှာအနည်းဆုံးပြိတ်တလုံးထွက်နေတာဒါကိုယ့်အတွက်အမျက်ကြံ့ဆောနိုင်ရင်တော့ကြံ့ပါတယ်ဒါအဓိကပေါ့နော်ဒါမိတ်ဆွေတို့ကျွန်တော်ပြောပြတာအဲ့ဆိုတော့ကျွန်တော်တို့ဒါနရက်သွင်းပေါ့နော်ကျွန်တော်နရက်သွင်းလို့ရေးပြမယ်နရက်သွင်းကျွန်တော်တို့က၃ညပြိတ်ပေါ့နော် main main break ကကျွန်တော်တို့ဒါတုံညာ break ရှိမယ်တုံညာ break မှာကျွန်တော်ပြန်ကန်တန်းကိုအဓိက main တင်ထိုးမယ်ပြီးတော့ကျွန်တော်ဒါဒုအနေနဲ့ပေါ့နော်ဒုအနေနဲ့ကတော့ two break two break အနေနဲ့ကတော့ကျွန်တော်တို့ tip break ရှိမယ်ဒါဆိုတော့မိတ်ဆွေတို့ tip break ကိုကြိုက်ရင်တော့ကိုကြိုက်ွက်ရှိရင်တော့သင်ကစားပေါ့နော်ကျွန်တော် tip break ကိုတော့လောလောဆယ်အဲကနန်းအကွက်တော်တော်များများအကြိုက်ကတော့လောလောဆယ်မတွေ့သေးဘူးဒါပေမဲ့မိတ်ဆွေတို့အနေနဲ့ဒီ ကျွန်တော်ဒီ 3D မွေးကနန်းပေါ့နော်3 d မွေးကနန်းတင်ပေးထားရှိကို6ကို6ကနေရတဲ့ 3D 6ကနေကျွန်တော်ရတဲ့ 3D မွေးကနန်းတင်ပေးထားတာရှိတယ်အဲ့ထဲမှာဆိုရင်ကျွန်တော်65ပါမယ်6တက်ပါမယ်6ဘူး6 6တက်ပေါ့နော်5တက်လားမသိဘူးကျွန်တော်အမှ4ခွက်တင်ပေးထားကျွန်တော် post မှာတစ်ချက်ဝင်ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီ Viber နဲ့ Telegram ဆိုလဲတင်ပေးထားတဲ့ 3D မွေးကနန်းအမေဆိုတော့မွေးနိုင်ရင်တော့ကျွန်တော်မွေးလို့အဆင်ပြေရပါတော့ အဲ 3D မွေးနှမ်းမှာဆိုလဲ56တခွက်လာမသိဘူးကျွန်တော်တို့ဒီ tip rate မှာပါဒါမိတ်ဆွေတို့အနေနဲ့မွေးကစားခြင်းအကယ်၍ကျွန်တော်တို့56ကခုနကကျွန်တော်ပြောလို့နော်ဒီ၅ဘူးထွက်ပြီးလို့ဒီမှာဗောနော်တင့်နစ်တင့်နစ်ကပြန်ကနဲပြန်ကနဲကဒီမှာတင့်နစ်လို့ဆင်းနေဆိုဒီမှာ6 5 6 5ကလည်းဒီမှာဒါဆင်းသွားနိုင်တယ်နော်ဒီမှာဆိုရင်၅ခုထွက်ပြီးလို့ဒီမှာ6၅လဲဆင်းတယ်ပြောမယ်ဆိုရင်ဒါဆိုတော့ဒါ6၅တော့ကိုမိတ်ဆွေတို့နဲ့ main main တင်ကစားလို့ရတယ် အဲဆိုတော့ကျွန်တော်တို့ဒါနေရက်တွင်းဒါ break လိုက်မယ်ဆိုတော့တစ်တုံညာ break ၄ချိန်မှာအရင်မမြောက်ထင်ပါတယ်ကျွန်တော်နေ့တိုင်းကတော့ကျွန်တော်ဒါပဲထိုးပါမယ်ဒါနေ့တိုင်းကစားတဲ့လူပေါ့နော်ပြီးတော့ကျွန်တော် Viber channel နဲ့ Telegram channel ကို comment အောင်မှာ link ချထားပေးမယ်နော်ဒါဝင်တတ်တဲ့လူဆိုရင်အခမဲ့ဝင်ခဲ့လို့ရပါတယ် လာမဲ့ဘက်အတွက်ပေါ့နော်မနေ့ပြန်နေစပြီးတော့ကျွန်တော်ဒါမမ်ဘာကတ်ကတော့ကျွန်တော်ဒီညနေရနေစပြီးမှပို့ပေးနေเนาะဒါမမ်ဘာဝင်မယ်ဆိုရင်เนาะဒီဖုန်းနံပါတ်ခွန်ကို2040ခွန်ကိုဒါစာပို့ဝဲလို့ရပါတယ် Viber ဖြစ်ဖြစ် Telegram ဖြစ်ဖြစ်เนาะမမ်ဘာကြီးတထောင်ကျက်နေပါပြီးရပါမှာဆိုတော့ဒါလေးလုံးဝေးသုံးလုံးဝေးမွေးကပ် break တလုံးပေါ့နော်ဒီတစ်ပတ်မှာဆိုတော့မွေးကပ်မှာကကျွန်တော်တစ်ခွက်ကောင်းဆိုင်ကိုတွေ့ထားလေးတော့ရှိတယ်ဒါမိတ်ဆွေတို့ပြောပြပါပေါ့နော် အဲတကွက်ကောင်း site ကလည်းရက်အကြာကြီးတော့မနေဘူးနော်ဒီ frame site ကြလေး ਨੇ ပြီးတော့လေးလုံးကိုရတော့ကျွန်တော်ပုံမှန်တိုင်းပေါ့နော်ဒါ၃ရက်အတွင်းစောကြနိုင်တဲ့အခွေကိုအဓိကပေးတာပေါ့နော်ဒါ၃လုံးဝေပါမယ်မွေးကပ်ပါမယ် break ကတော့၃လုံးပေါ့နော်၃လုံးဆိုမယ်ကျွန်တော် site ကတော့လောဆယ်၄လုံးလောက်ပြထားပါပေါ့နော်အဓိက main ကတော့၃လုံး two break ကတော့၃လုံးပေါ့နော်အဲဆိုတော့ကျွန်တော်ဒီတပတ်စာမှာပေါ့နော်ကျွန်တော် main break လည်းပေးထားပြီးအခွေလည်းပေးထားပြီး ဒါနေရက်တွင်းလိုက်ရမယ် break လဲဒါမိတ်ဆွေတို့ကျွန်တော်ပြထားပြီပေါ့နော်ဒါမိတ်ဆွေတို့ဒါကိုအဆင်ပြေလို့အဆင်ပြေလို့ကြည့်ပြီးမှကစားကြပါအဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ပြီးရောက်ရှိနိုင်ကိုကျေးဇူးတင်ပါတယ်